ကျွန်တော်ကိုတယောက်ကမေးထားပါတယ်ဆရာကျွန်တော်ကတလကိုတစ်ချိန်လောက်အလုံးလုံးနေရင်မိုက်ခနဲ့ဖြစ်လာပြီးတော့မူးမူးတော့မှာကိုကြိုတိတယ်ပြီးလို့ရှိရင်မူးလာတယ်ဘာမှလည်းစမလုံးနိုင်တော့ဘူးအဲ့ဒီအချိန်မှာစကတ်အနေငယ်လောက်နားလိုက်တယ်ပြီးလို့ရှိရင်တော့ပုံမှန်ပြန်ဖြစ်သွားတယ်အဲ့လိုနဲ့တည့်နေရလောက်ဖြစ်ပြီးသွားလို့ရှိရင်လည်းအရှင်းပြောက်သွားတယ်တလောက်လောက်နေပြန်ပြီးတော့ဖြစ်ပြန်ရောအဲဘာရောက်ကဖြစ်တာလဲဆရာဆိုပြီးတော့ကျွန်တော်မေးထားပါတယ်ဒီနေ့မှာအဲ့မိန်ကုံးလေးကိုဖြစ်ပြီးသွားမှာဖြစ်ပါတယ်ဆိုတော့ ။ तू อ่ะအဓိကကကျွန်တော်ခေါင်းမူတာပေါ့နော်ဆိုတော့ခေါင်းမူတာဖြစ်နေတယ်။ကောင်းမှုတာဖြစ်နေတယ်ဆိုတော့သူကဒီမှာကျွန်တော်အလုံးလုံးနေရင်းနဲ့ဟိုသူကမိုက်ခင်းနေဖြစ်လာတယ်ဆိုတော့အဲစိတ်ပညာရတော့လေဒီ postural hypotension ဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ postural hypotension ဆိုတာကသူကထိုင်ထမှာအဲကောင်းမှုတာနောက်ထိုင်ထမှာကောင်းမှုတာသူကထိုင်နေလို့ရှိရင်လှဲအိတ်နေလို့ရှိရင်အဲကောင်းနေတယ်ဒါပေမဲ့အဲ့ချိန်မှာစကနဲ့ထလိုက်လို့ရှိရင်စကနဲ့ထလိုက်တဲ့အချိန်မှာသူကအဲ့လိုကောင်းမှုတယ် ခေါင်းမိုးပြီးတော့ mic နဲ့ဖြစ်တယ်ပေါ့နော်အဲ့တော့သူမိသားနဲ့မိကုံးကိုကျွန်တော်ပြန်ဖြေရမှာဆိုလို့ရှိရင်အဲ့လိုမျိုးဖြစ်တာလားပေါ့နော်အဲသူတေချာတော့ထပ်ပြီးတော့မမေးထားဘူးဒါပေမဲ့ तू ကမူတော့မှာဆိုတော့အဲ့မူတဲ့ဟာကအထိုင်ထမှာမူတာလားအထိုင်ထမှာမူတာလား ကိုကထိုင်နေရင်ကောင်းတယ်အိတ်နေရင်ကောင်းတယ်စကနဲ့ထားလိုက်လို့ရှင်မူးတယ်ဒါဆိုလို့ရှင်တော့စိတ်ပညာခေါ်တော့ posture hypotension လို့ခေါ်တယ်သူ့ဖြစ်စေတဲ့အကြောင်းရင်းတွေကအများကြီးရှိတယ်အဲသူဆိုလို့ရှင်ဒါအလုတ်လုတ်တယ်ပေါ့နော်ဆိုတော့ကြည့်ရတာမတက်ရက်ပြီးတော့အလုတ်လုတ်ရတယ်ထင်တယ်မတက်အကြာကြီးရက်တဲ့လူတွေကအဲ့လိုမျိုးဖြစ်တတ်တယ်နော်အဲ့တော့မတက်အကြာရက်တဲ့လူတွေအဲ့လိုမျိုးဖြစ်တတ်တယ်အားကြမလို့ဒီလိုမျိုးကိုကမတက်အကြာကြီးအလုတ်လုတ်ရတဲ့လူဆိုလို့ရှင်သွေးပေါင်ပုံမှန်ချိန်တဲ့နဲ့သွေးပေါင်ကျနေရလားအေးရောဝါရလား เนาะအဲ့တော့အေးမိုးအားလို့ရှိရင်လည်းသူအထိုင်ထားမှာခေါင်းမူတာဖြစ်တတ်တယ်ပြီးတဲ့ခါမှာဆိုလို့ရှိရင်မတက်အကြာရက်တဲ့လူတွေကလည်းပဲအဲ့လိုမျိုးဖြစ်တတ်တယ်အဲဒါအပြင်မှာကျတော့အသက်ကြီးလာလို့ရှိရင်လည်းဖြစ်တတ်တယ်နောက်ဒီရေတောက်နေတဲ့လူတွေเนาะဒါမျိုးဒီလိုလူတွေကလည်းပဲဒီလိုမျိုးထိုင်ထားမူတာဖြစ်တတ်တယ်ပေါ့เนาะအဲ့တော့သူဒီ postural hypotension ဆိုတဲ့အခြေအနေဖြစ်နိုင်တယ်ဖြစ်စေတဲ့အကြောင်းရင်းတွေကတော့ရေတောက်နေတာနောက်တစ်ခုကချွေးထွက်များတာအေးမဝတာပြီးစီးကျိုရောဂါရှိတာပြီးလို့ရှိရင်အာယုံကျောရောဂါကြီးမားမား တစ်ခုခုဖြစ်နေတာဒါမျိုးတွေကြောင့်ဖြစ်နိုင်တယ်ပေါ့နော်အဲဒါပြင်မှာသူကအိတ်နေရင်းလဲအဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကယောဂကိုစမ်းသပ်ချင်တော့ပိုကောင်းတာပေါ့နော်အဲ့တော့လူနာကိုစစ်ဆေးမယ်လူနာကိုကြည့်မယ်သွေးပေါင်တွေတိုင်းမယ်လိုအပ်တဲ့နှလုံးစစ်ဆေးတာအုံနောက်စစ်ဆေးတာဒါမျိုးတွေကျွန်တော်တို့ကယောဂကိုတစ်ချက်စမ်းသပ်ရပြီးတော့နော်သူ့ရဲ့ sign တွေကိုစစ်ဆေးလို့ရရင်တော့လဲပိုကောင်းတာပေါ့နော်ဒါကကျွန်တော်ကသူမိသားစုဟာကိုကျွန်တော်အဲ အဆင်ပြေတယ်လို့ပြန်ဖြေပေးတာဖြစ်ပါတယ်အဲ့တော့ပြောမယ်ဆိုရင် तू အိပ်ပျော်နေရင်းလည်းဖြစ်တယ်ဆိုတော့ဒီလိုလက္ခဏာတွေကတစ်ခါလေမှာကျွန်တော်ကဒီအတက်ယောဂါဖြစ်လို့ရှိရင်လည်းဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ကောင်းတာကတော့ဒီဟိုကိုပေါ့နော်ဒီအကိုကကောင်းတာကတော့ဆျောင်းနဲ့တေချာပြသင့်တယ်ဟိုတစ်ခါလေမှာလည်းယောဂါကြီးမှနဲ့မတူဘူးဒါပေမဲ့ခဏခဏဖြစ်နေရဆိုလို့ရှိရင်တော့ဒီအကိုက ဆောင်နဲ့တေချာပြတင်ပါတယ်เนาะအဲ့တော့ကိုဖြစ်နေတာလားနဲ့ချီနေပြီเนาะပူပူဆိုးလာတယ်ဆိုလို့ရှင်တော့အဲဆောင်နဲ့ပြတင်တယ်เนาะဘာဖြစ်လို့လဲဆိုတော့အတက်ယောဂရဲ့အခြေအနေယောဂလက္ခဏာထဲမှာအခုသူပြောတဲ့ပုံစံလဲပါတယ်เนาะ ကျွန်တော်တို့တခြားဆက်စေးဖို့လိုအပ်တယ်အဲ့တော့ခဏခဏဖြစ်နေပြီသူတခြားပြားပြင်အလုပ်မှမလုံနိုင်လောက်အောင်ဖြစ်နေပြီစိုးနေပြီဆိုလို့ရှင်ဆောင်းနဲ့တခြားပြပေးပါနော်တကယ်လို့ကိုကခေါင်းထဲမှာအရန်ကြိုက်တယ်နော်ပြီးလို့ရှင်လက်တွေတုံလာတယ်လက်တွေလှုပ်လို့မရဖြစ်လာတယ်အောက်ပိုင်းတွေလေးလာတယ်နော်ပြီးပြုတ်အန်တယ်ဒီလိုအခြေအနေတွေဖြစ်နေပြီဆိုလို့ရှင်တော့အခုသူပြောတဲ့လက္ခဏာတွေကအနေရရှိတာဖြစ်နိုင်တယ်ဆောင်းနဲ့ချက်ချင်းပြဖို့လိုအပ်ပါတယ်နော်အဲ့တော့ တိကျနာရှင်ကျွန်တော် comment မှာမေးလို့ရပါတယ်ကျွန်တော်ဗီဒီယိုလေးတွေကိုကျွန်တော်တချို့သော comment တွေကိုကျွန်တော်ဒီလိုမျိုးဗီဒီယိုလေးနဲ့တိချဖြေပေးတာမျိုးရှိပါတယ်เนาะတချို့ဟာကြတော့ကျွန်တော်ကဒီတိုင်းဟိုစာရေးပြီးတော့ဖြေဖို့ကြတော့မလုံလောက်တာမျိုးဖြစ်တတ်တယ်အားကြောင့်မလို့ကျွန်တော်မေးလို့ရပါတယ်ကျွန်တော်ဒီလိုမျိုးဗီဒီယိုလေးတွေနဲ့ပြန်ပြီးတော့ဖြေပေးတာမျိုးရှိပါတယ်ဗီဒီယိုလေးတွေကိုလည်းစောင့်မျှော်အားပေးကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်